အခုတွေးမြင်နေရတဲ့အသက်17နှစ်အရွယ်ကလေးဟာသူ့ရဲ့ကစားစရာကိုအကိုဖြစ်သူမှဖျောက်လိုက်တာကြောင့်စိတ်ဆူတော်ရာထွက်ပြီးမိဘကြောင့်တည်းကဒါကိုပြည်ယူကာအကိုဖြစ်သူကိုလိုက်ထိုးခဲ့တဲ့အပြင်မိခင်ဖြစ်သူဘက်ကိုပါလှည့်လာပြီးမိခင်ကိုဒါနဲ့ထောက်ခါဆဲဆိုးချိန်မောင်းခဲ့ပါတယ်။ ဖြစ်စဉ်ကတော့၄လပိုင်း၁၄ရက်နေ့ကထိုင်းတည်င်းနေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံချုံမူလီမြို့မှာနေထိုင်တဲ့အသက်၃၆နှစ်အရွယ်မိခင်ဖြစ်သူဟာချုံမူလီမြို့နာကျော်မထီရန်ရက်ကွက်မှာရှိတဲ့အငှားတိုက်ခံတစ်ခုမှာငှားနေသူတူဖြစ်ပြီးအသက်၁၄နှစ်အရွယ်သားတစ်ယောက်နဲ့အသက်၁၇နှစ်အရွယ်သားတစ်ယောက်ရှိပါတယ်။ပြီးခဲ့တဲ့၁၄ရက်နေ့ကမိခင်ဖြစ်သူဟာကိစ္စရှိလို့တိုင်းအောင်ကိုခနာသွားနေတဲ့အချိန်တားနှစ်ယောက်ဟာအခန်းထဲမှာစောကစားနေခဲ့ပြီးတားကြီးဖြစ်သူအသက်၁၄နှစ်အရွယ်ကောင်လေးကတားငယ်ဖြစ်သူအသက်၁၇နှစ်အရွယ်ကောင်လေးရဲ့ကစားစရာကိုဖျောက်လိုက်တာကြ ကြောင့်ညီဖြည့်သူဟာအကိုဖြည့်သူကိုရောခိုင်းခဲ့ပြီးအသေးပြန့်ဝယ်ဖို့အတွက်အကိုဖြည့်သူစီကပစံတောင်းခဲ့ပါတယ်။အဲအချိန်မှာအကိုဖြည့်သူကပေးစရာပစံမရှိတာကြောင့်ညီဖြည့်သူဟာစိတ်ဆိုးဒေါရထွက်ပြီးမိဖို့ကြောင့်လည်းကဒါကိုပြေယူကာအကိုဖြည့်သူကိုလိုက်ထိုးခဲ့ပါတယ်။အဲအချိန်မှာတော့အကိုဖြည့်သူဟာကြောက်လန့်ပြီးအခန်းထဲကနေပြေးထွက်ခါတိုက်အောက်ကိုပြေးဆင်းသွားခဲ့ပါတယ်။တိုက်အောက်ကိုရောက်တော့မိခင်ဖြည့်သူကလည်းတားနှစ်ယောက်ရဲ့အခြေအနေကိုကြည်ကာတားငယ်ဖြစ်သူကိုချောမောပြောဆိုပြီးစိုးစုံမခဲ့ပေမဲ့တားငယ်ဖြစ်သူဟာနားမထောင်ပဲအကိုဖြစ်သူကိုဆဲ ဆိုတဲ့အပြင်မိခင်ဖြစ်သူဘက်ကိုလှဲလာပြီးဒါနဲ့ထောက်ခါမိခင်ဖြစ်သူကိုပါဆဲဆိုခဲ့ပါတယ်အဲအချိန်မှာတော့တိုက်တန်ရမနေထိုင်ကြတဲ့သူတွေဟာအသက်၁၂နှစ်အရွယ်ကောင်လေးရဲ့အခြေအနေကိုတွေးသွားခဲ့ပြီးအန်ဒီရဲ့ဖြစ်မှဆိုရင်နာကြောင်ထန်းရဲတပ်ဖွဲ့ကိုတိုင်ကြားခဲ့ပါတယ်ဒီလိုနဲ့ထန်းရဲတပ်ဖွဲ့ရောက်လာတော့ဒါကိုက်မီတောင်ညံနေသူဟာအရန်ငိုငယ်တာကြောင့်အင်အားသုံးဖန်းစည်းတာမျိုးမလုပ်ခဲ့ပဲမိခင်ဖြစ်သူကိုချောမောဖြောင်းပြခိုင်းခဲ့ပါတယ် ဒီလိုနဲ့မိခင်ဖြစ်သူဟာတားဖြစ်သူကိုချောမောပြောဆိုခဲ့ပြီးဓာချခံခဲ့ပေမဲ့တားဖြစ်သူကဒါမှမချတဲ့အပြင်မိခင်ဖြစ်သူကိုပါထိုင်းရဲတဲ့အချိန်မှာအော်ဟစ်ဆဲဆိုခဲ့ပါတယ်။ ဒီလိုနဲ့မိခင်ဖြစ်သူဟာတာဖြစ်သူကိုထိုင်းရဲတဲ့အင်အားသုံးပြီးဖန်ဆီမှုပြုလုပ်ရင်တာဖြစ်သူအသားနာသွားမှာကိုစိုးရိမ်ပြီးသူမကိုယ်တိုင်အရေးဆုံးကတာဖြစ်သူလက်ထဲကဓာတ်ကိုလူခဲ့ပါတယ်အဲအခါမှာတော့တန်ရာကလူတွေနဲ့ထိုင်းရဲတွေကဝိုင်းဝန်းပြီးအသက်၁၇နှစ်အရွယ်ကောင်လေးကိုဖမ်းချုပ်ခါလက်ထဲကဓာတ်ကိုလူယူပြီးကောင်လေးကိုခုံမပေးထိုင်ကစိတ်ငြိမ်သွားအောင်ချောမောပြောဆိုနေခဲ့ပေမဲ့ကောင်လေးဟာစိတ်လျှော့တာမျိုးမရှိပဲယုံထားပြီးမိခင်ဖြစ်သူနဲ့အကိုဖြစ်သူကိုရံမှုနေခဲ့ပါတယ်နောက်ပြီးအသက်၁၄နှစ်အရွယ်အကိုဖြစ်သူ ပြောတာကညီဖြည့်သူအခုလိုအခြေအနေမျိုးဖြစ်တာဟာကျွန်တော်အနေနဲ့အရန်ကိုမှစိတ်မကောင်းဖြစ်တယ်။နောက်ပြီးညီလေးအပေါ်မှာအခြေရောသွားတာမျိုးမရှိပဲအရင်ကားလိုပဲညီလေးကိုချစ်တယ်လို့အကိုဖြည့်သူမှပြောပါတယ်။လက်ရှိမှာတော့တဆိုင်ရာမှာအသက်၁၇နှစ်အရွယ်ကောင်လေးကိုစိတ်ကြံမရည်စစ်ဆေးဖို့အတွက်ဆေးရုံကိုခေါ်သွားခဲ့ပြီးစစ်ဆေးမှုပြုလုပ်ပြီးသွားရင်ဘယ်လိုအခြေအနေရှိတဲ့ဆိုတာကိုစောင့်ကြည့်ပြီးကောင်လေးကိုအခုလိုနောက်ထပ်ဖြစ်မလာအောင်ထိမ့်သိမ်းမှုပြုလုပ်သွားမှာဖြစ်တယ်လို့ထိုင်းတဲ့တင်မှပြောပါတယ်။